ပေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုက်နေပဲကျွန်တော်ရဲ့ကိုကြက် revolution တွေ channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး reaction မလုပ်သွားပေးခင်မှာတော့ယနေ့ masla 20ရက်နေ့ကြာတာပရိနေ့ရဲ့မနက်ပိုင်းထိနောက်ဆုံးရရှိသတင်းချုပ်ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်တကောင်းဆောင်များကတော့၎င်းတို့ရဲ့ကိုကျိုးစီးပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းတမမတရားသဖြင့်သိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့1509ရက်ရှိပြီဖြစ်ပါတယ်မနက်ငယ်တဝန်းစစ်ကောင်စီကတရက်တာအတွင်းစစ်ခွေးတည်ဆုံးမှုစီးရင်မှာတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာ9ကောင်မန္တလေးတိုင်းဝမ်းတွင်းမြို့နယ်မှာ2ကောင်ပဲခူးတိုင်းဝေါမြို့နယ်မှာ၄ကောင် ၊သခိုင်းတိုင်းချောင်းမြို့နယ်မှာ၃ကောင်၊တနင်္သာရီတိုင်းကျွန်းစုမြို့နယ်မှာ၂ကောင်အသီးသီးတည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။ ရောင်းဆုံးသတင်းပုံအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမှာရှိတဲ့အုံမတီကျေးရွာလမ်းခွဲမှာရှိတဲ့ဒေသခံများစစ်ပေးရှောင်နေတဲ့အခုသေးသာကြံရှိတော့တဲ့ဘုံကြီးကျောင်းအတွင်းကိုလက်နက်ကင်တပ်ဖွဲ့များမရှိကြောင်းနဲ့ဒေကျောင်းပစ်ခတ်တိုက်ခတ်ခြင်းမပြုလို့ရန်တောင်းနိုင်စီရတော်ကမြစ်တာရက်ခံလိုက်ပါတယ်။ဒါဟာအုံမတီလမ်းခွဲမှာရှိတဲ့နေအိမ်များသည်ဘုံလက်နက်ကြီးနဲ့ Jet Fighter များကြောင့်တရွာလုံးပြာကျနေပြီးဖြစ်၍ရွာသူရွာသားများမှာပြေးစရာနေရာမရှိတော့ဘဲနဲ့စီရတော်စီတာခိုးလုံနေရာကြောင်းစီရတော်ကလူမှုကွန်ရက်တစ်ဆင့်အသိပေးလိုက်တာဖြစ်ပါတဲ့ လုံးစရာနေရဆိုရင်လမ်းခွဲဖုံးကြီးကျောင်းလာရှိပါတော့တယ်။ကျောင်းတွင်နိုင်လည်းမိသီးလက်နဲ့ကင်မြတ်မရှိပါဘူး။ထို့ကြောင့်တက်ဆိုင်ရာဖွေများနေဖြင့်ကြိရှုစောင့်ရှောက်ပေးကြပါရန်ဥပဒေအနေနဲ့နူးညွတ်တောင်းပန်ပါတယ်လို့ဆရာတော်ကရေးသားဖော်ပြထားတာဖြစ်ပါတယ်။အဲဒီလိုဖော်ပြမှုနဲ့ပတ်သက်ပြီးဘုံမရက်ကသူတွေကတော့ဆရာတော်ကိုပြန်ပြီးတော့သူတို့ရဲ့မျိုးချစ်ပါတယ်ဆိုတဲ့အနေထားကြီးနဲ့ပြန်ပြောနေတာကတော့ဆရာတော်အနေနဲ့အဲ့ဒီနေရာမှာအပုံနေရှိတဲ့နေရာမှာမနေဘဲနဲ့သူတို့ရဲ့အဘအုပ်ချုပ်တဲ့နေရာမှာလာရောက်နေဖို့အတွက်ပြန်ပြောထားတာကိုတွေ့ရှိရပါတယ်။ဒါကိုကြည်ချင်းအပြင် မျိုးပါတာတာသနာကိုစောင့်ရှောက်တယ်ဆိုပြီးတော့ပေါ်ရန်ကိုလာလုံနေပြီးတော့နောက်မှာတော့စစ်ခွေးဘောမာတွေကိုပြင်မြန်မှာဖြစ်ပါတယ်စစ်ခွေးဘောမာရဲ့အနေနဲ့ကပြောချင်တဲ့သဘောတရားကတော့သူရဲ့အဘအုပ်ချုပ်တဲ့စီမှာမနေရင်အကုန်လုံးကိုဘုံကျင်မယ်ဆရာတော်မေတ္တာရက်ခံတာလဲနားမလည်ဘူးဆိုတဲ့သဘောတရားကိုပြောထားတာတွေ့ရှိရပါတယ်ဒါကြောင့်ဒီလိုမျိုးစေအာနာရှင်စစ်ခွေးမရောက်နိုင်တဲ့အတူဒီကောင်းတွေစစ်ဘောတတိုက်စစ်တက်တောက်တိုင်တွေအကုန်လုံးကိုလည်းကျွန်တော်တို့အကုန်လုံးအချိန်တန်ရအကုန်ရှင်းပြရမှာဖြစ်ပါတယ်နောက်ထပ်သတင်းတွေမှာတော့မန္တလေးမြို့ပီကြီးတကူမြို့နယ်မှာစစ်မှုထမ်းအပတ်စဉ်၁၇အတွက် ဆိုပြီးတော့မဲတွေနှိုက်ပြီးစတင်လှုပ်ဆောင်နေလို့သိရပါတယ်မဲစင်းနဲ့မပါခြင်းပြတ်သိမ်းတရားအထိတောင်းယူကြတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ဒီကြီးတကွန်မျိုးနဲ့စက်မှုတစ်စက်မှုနှစ်နဲ့တင်မန်းကုန်းကျေးရွာမှာမက်စလာဒုတိယဘက်ကနေပြီးတော့မဲနေတာတွေပြုလုပ်ခဲ့လို့သိရပါတယ်ချားမျိုးနယ်တွေမှာလည်းပတ်စက်တစ်ခေါ်ယူမှုတည်င်းမရသေးပေမဲ့ပြည်ကြီးတကွန်မျိုးနယ်တဲကအုပ်ချုပ်ရေးမှုတွေကရက်ွက်အလိုက်ပြည်သူတွေကိုခေါ်ယူမဲနိုင်နေခဲ့တာဆိုတော့သိရပါတယ်နောက်ထပ်သတင်းလို့မှာကတော့ တစ်ကောင်စီရဲ့အဓမ္မလူသစ်စုဆောင်းခြင်းခံရသူများအနေဖြင့်ထွက်ပြေးနိုင်ရေးအတွက်ကြိုးစားဖို့ထွက်ပြေးရမယ့်နည်းလမ်းများလေ့လာဖို့တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တရင်အမတ်3939တရင်နဲ့ပြန်ကြားရေးတာဝန်ခံကတိုက်တွန်းထားပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းဒီအုတ်တွင်းမြို့နယ်ကြောက်တိုင်ကျေးရွာမှာတဆွဲထားတဲ့စစ်ကောင်စီတပ်ကမက်စလာဒုတိယဘက်တွင်းကတိုက်ခိုက်ရာပတ်ဝန်းခဲ့တဲ့ PDF တရင်အမတ်3932ရဲ့တာဝန်ရှိသူကတော့လက်တလော့စည်ရေးချင်းနဲ့ပတ်သက်ပြီးရှင်းပြစင်မှာအခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။တရင်3932ပတ်ဝန်းတဲ့ပူးပေါင်းတပ်ဖွဲ့ဟာမက်စလာ9ရက်နေမှာလဲကြောက်တိုင်ရွာရှိစစ်ကောင်စီတဆွဲရာနေရာတိုက်ခိုက်ခဲ့ရမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီးလက်နက်ခဲယမ်းရရှိခဲ့တယ်လို့လည်းတပ်ပုံများနဲ့အတူပုံပြန်ထားတာတွေ့ရှိရပါတယ်။ နောက်ထပ်သတင်းတို့မှာတော့အေယာဝတီတိုင်းရေကြီးငတိုင်းချောင်းလေးမြနာမြို့နယ်ကြီးဆက်ဒေသများမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကလေးချောင်းသုံးပြီးဘုံကျဲတိုက်ခတ်နေကြောင်းသိရှိရပါတယ်။ကြီးမြို့မြောက်စမ်းရွာအခြေစိုက်အမှတ်3လေးလေးအမြောက်တက်အမတ်3လေးလေးအနီးနဲ့ ပသိမ်မုံရလိုင်းမှာရှိတဲ့ကြေးရွာချို့မှာတော့မက်စလာ18ရက်ကစပြီးတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်။မက်စလာ18ရက်နေ့ညကတော့ပသိမ်မုံရကားလမ်းဘေးမှာရှိတဲ့လင်းမြန်နာမြို့နယ်ပိုင်ဝုတ်ကုန်းရွာနီးကိုဘုံသုံးလုံးကျဲချခဲ့တယ်လို့ဒေသခံတွေကပြောထားပါတယ်။ဒေသခံတွေအရင်ရထက်ကရှောင်နေကြပါပြီ။အခုကျအကုန်ထွက်လာကြပြီ။ဘုံကျဲတဲ့အထိဖြစ်လာလို့မနေရကြတော့ဘူး။ ဘုံကျဲတာမှာတော့အရသာထိခိုက်မှုတော့လက်ရှိမှာမရှိသေးဘူးဆိုလဲဝေကုံးရွာဒေသခံတို့ကပြောထားပါဗျ။လက်ရှိမှာတိုက်ပွဲဟာအာမတ၃လေးလေးကိုဥတီနေပြီးဒေသခံများကတုံးသက်ထားပါတယ်။ရေကြီးမြို့နယ်အတွင်းကြားကိုက်ဆက်ဆက်ယိုးကကူကြီးပြေးရွာများတွင်လည်းစစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကြောင့်ဒေသခံများမြို့ပေါ်သို့တိမ်းရှောင်ပြီးဒေသခံအချို့ကပြောထားပါဗျ။ နောက်ထပ်သတင်းတော့မှာတော့မန္တလေးတိုင်းတောင်သာမြို့မှာရှိတဲ့ပေတနိုးတောင်ပေါ်မှာရှိတဲ့ချမ်းဘတ်စစ်တပ်ထိုင်စခန်းနဲ့မကြီးရိုးဂိတ်စခန်းတို့ကိုဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရမှာတော့စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိကြောင်းတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောဆိုထားပါတယ်။မတ်လ16ရက်နေ့နနက်7:30မှာတောင်သာမြို့နီးပေတနိုးတောင်ပေါ်မှာရှိတဲ့ချမ်းဘတ်စစ်တပ်ထိုင်စခန်းဖြစ်တဲ့မကြီးရိုးဂိတ်စခန်းတို့ကိုတော်လိုင်းရေးဖွဲ့တွေကနေပြီးတော့ဒရုန်းများဖြင့်ဘုံဒီ၅လုံးကျဲချတိုက်ခိုက်ခြင်းဖြစ်ပါတယ်။ထို့တိုက်ခိုက်မှုတွင်အချမ်းဘတ်စစ်တပ်မှထိခိုက်သေးဆုံးမှုရှိတော့လဲရေအတွက်ကိုတီးပြူနိုင်ခြင်းမရှိသေးကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲများအထီးကိုင်မရှိပြန်တဲ့ဆုတ်ခွာနိုင်ကြောင်းသိရပါတယ်အချမ်းဘတ်စစ်တပ်ရဲ့မကြီးရုတ်ခိတ်ရှိစစ်သားများနဲ့ရဲများနေဖြင့်ပြည်သူပိုင်ကားများကိုဆက်လက်ဟန်တားနောက်ဆက်ချင်းပြုလုပ်နေပါကပြင်းထန်စွာဆက်လက်တိုက်ခိုက်သွားမယ်ဖြစ်ကြောင်းတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးကဆိုထားပါတယ်ဆိုပါတိုက်ခိုက်မှုကိုတော့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တူမလိုင်ပတ်ခါဖရမဲသိပတ်ခါဖတို့ကဥပပေါင်းတို့ဆောင်ခကြည့်ပြကြောင်းသိရှိရပါဘူးထပ်ထပ်တင်းတို့မှာတော့အချမ်းဘတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုဖမ်းဆီးဝင်ရန်ထုတ်ရန်ပြင်ဆင်နေတဲ့အပြည့်ပြဆိုင်ရာရာဇဝေးတရားရုံး ICC တရားရုံးရဲ့လုပ်ရည်တရားမှားရင်နေကြောင်းကြံ့ပုတ်ဥက္ကဋ္ဌ တင်ရထွက်ရပြောဆိုလာဖြစ်ပါတယ်။တင်ရတော့သူသမရဖြစ်မယ်ဆိုပြီးတော့လုံးဝကိုကျင်းတည်တွတ်ထားတဲ့အနေအထားတစ်ခုတော့တွေ့နေရပါတယ်။အာဟာ ICC ရယုံရဲ့လို့ရများပေါ်ကြံ့ဖို့ဥက္ကဋ္ဌခင်ရဲ့30ချက်ဗီဒီယိုကိုစစ်တက် lobby Telegram channel များမှာတစင်ထုတ်ပြန်လိုက်ပြီးရင်း30ချက်မှာခင်ရဖိလစ်ပိုင်သမရဟောင်းဒူတာဒီကိုအန်စီတရားဆွဲဆိုစစ်ဆေးနေသော ICC တရားရုံးလို့ရများဟာနိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါသောမှားယွင်းသောလို့ရများဖြစ်ကြောင်းထွက်၍ပြောဆိုလာခြင်းဖြစ်ပါတယ်။သမရဟောင်း Mr. Tutadeo crime against humanity ဆိုတဲ့ဆွဲချက်နဲ့ international criminal code ပေါ့ ICC ရုံးချုပ်ရှိတဲ့ the hate ကိုခေါ်ယူပြီးတော့အဲ့ဒီမှာကြိုတင်တရားစီရင်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်အဲ့တော့ဖြစ်စဉ်လည်းအလုံးသိပြီးဖြစ်မှာပါနော်သူဘယ်လိုဖမ်းသွားလဲဘယ်လိုဆွဲချက်နဲ့ဖမ်းတယ်ဘယ်လိုတရားရင်ဆရာတယ်ဒါတွေအလုံးသိမှာပါအဲ့တော့ခုနကျွန်တော်ပြောသလိုဒီ ICC ရဲ့တရားရေးဆိုင်ရာလှုပ်ရှားမှုကိစ္စတွေကိုလေ့လာကြည့်တဲ့အခါမှာဒါကျွန်တော်တိကျလေ့လာကြည့်တာပေါ့လေဟောနံပါတ်1 ူဖွဲ့မဟုတ်တော့တဲ့နိုင်ငံပေါ်မှာသူကသွားပြီးတော့တရားရေးရာရအကျိုးတရားမှုရအောင်ယူတယ်ဆိုတာဒါမှားနေတယ်လို့ကျွန်တော်မြင်တယ်ဒီလိုမှားဝင်ခြင်းသည်တက်ဆိုင်ရာနိုင်ငံရဲ့အချုပ်အခြာအနာပိုင်ဆိုင်မှုကိုထိခိုက်ဆော်ရသလိုဖြစ်တယ်လို့ ICC ရဲ့ဒီမှားဝင်တော့လောက်ရတစ်ခုဖြစ်ကဘာမှာမှတ်တမ်းတင်သွားနေတာပေါ့ဒီ ICC မှာသူ့မှာ Office of Prosecutor ဆိုတာအဖွဲ့ရှိတယ်ဘောမှာမှတ်တမ်းတင်တာက ICC မဟုတ်ဘောမှာမှတ်တမ်းတင်တာမင်းတို့ပြန်ဖို့စစ်ခွေးဘောမှာ တက်တောက်တိုင်နေနဲ့မင်းတို့မင်းအောင်လိုင်းပဲမှတ်တမ်းတင်နေတာဒါကတရားဆွဲတာနဲ့စစ်ဆေးတဲ့လူပိုင်းလုပ်တယ်လေအဲ့ဒီဖွဲ့ရဆောင်ရတာပဲအဲ့ဒါကသူ ICC ရဲ့လက်အောက်မှာရှိတယ်အဖွဲ့အစည်းဖြစ်တယ်နောက် Interpol နဲ့ပေါင်းစပ်ဆောင်ရတဲ့ခါမှာလဲအဲခုနလိုဒါ notice တွေထုတ်တာကနည်းနည်းအာလက်တွေ့နဲ့ကျွန်စကျင်တယ်ဟိုသတင်းတွေရေးတာမှားတာပါဘာလို့ဒါကျွန်တော်သိဘောနော်နောက် Interpol အနေနဲ့ကလည်းတော့တက်ဆင်ရနိုင်ငံအစိုးရရဲတပ်ဖွဲ့နဲ့ဆက်ဆက်ပြီးမှသာလဲ သူကဖမ်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီနည်းနည်းလေးတော့နှမ်းကြောင်လွေးနေတယ်လို့ကျွန်တော်ဒီလိုသုံးသပ်ပါတယ်ဒီနေ့မှကျွန်တော်အချုပ်ပြောချင်တာဗျာသူ့နိုင်ငံဖြစ်ရကသူ့နိုင်ငံဖြစ်ရပေါ့ကျွန်တော်ကဘာကိုထုတ်လို့သင်စဉ်းစားရလဲဆိုတော့တနေ့ကဘာအင်အားကြီးနိုင်ငံတွေအင်အားကြီးအဖွဲ့အစည်းတွေဟာဟလာကလူခွေးတို့တန်းတို့ညီမမှုတို့အဓိကတာပြောနေသလိုတစ်ဖက်ကလည်းနိုင်ငံတကာရဲ့အချုပ်ချာအာဏာ နိုင်ငံနိုင်ငံတရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နေရတယ်ဆိုတဲ့အချက်တွေကိုချိန်ထိုးကြည့်ရှုဖို့လိုတယ်လို့ကျွန်တော်မြင်တယ်။တစ်ပတ်တည်းကျွန်တော်တို့စဉ်းစားလို့တော့အပြစ်မှမရနိုင်ဘူး။ဒါနဲ့အာမရဏံပြောရင် ICC ရဲ့ဆောင်ရွက်ချက်တရားကျွန်တော်လေ့လာမိတော့အာဖရိကနဲ့အာရှပေါ်မှာအကျိုးတရားမရှိဘူးအချို့နိုင်ငံတို့ဒီပေါ်မှာအကျိုးတရားမရှိဘူးဆိုတော့ double standard ဖြစ်နေတာဒါမှမဟုတ်လေလူတစ်မျိုးမလူတစ်မျိုးဖြစ်နေသလားလို့လည်း အလုံးတည်တဲ့အတိုင်းပဲဒီရဲ့ပိုင်းမှာအမြန်လက်ထိတက်ပြီးတော့ကြိတ်တဲ့တော်လိုင်းတစ်ဖွဲ့တည်းကနေပြီးတော့တက်ကြိတ်တဲ့အခါမှာပဲရင်းမင်းကြီးရဲ့ကားပေါင်းဝင်တစ်ခွေးအဖွဲ့တွေအကုန်လုံးလဲညောင်းနေကောင်းဆိုင်သွားတာအလုံးတည်မှာဖြစ်ပါတယ်ရင်းမင်းကြီးတော်မြန်လန်းမှာအီမန်လွတ်တော်တဲ့အနေထားတစ်ခုမှာဘောမတတိုင်လောင်းတာကတော့အဆန်းမဟုတ်ပါဘူးအဲကတော့စတိတ်ခွဲဆက်နေလောက်ကြတော့လမ်းကပြန်ပြီးဖွဲ့သွားတယ်ပေါ့ဗျာပြပင်ချက်ဟိုပြပြုံးပြုံးဖြစ်သွားတယ်ပေါ့အဲ့တော့ဒီတစ်ခါမှုနဲ့ပတ်သက်လို့ဘလူးတွေလည်းဘွားတွေလည်းဆိုတော့နှုတ်ကြည့်ပြီးရက်ကမီဒီယာကမပြောဦးထင်ပါရဲ့နော်ဟိုအမြန်လားဘာဖြစ်တာမှပြစ်ပြစ်ကမှုဖြစ်တယ်ဆိုတော့လည်းပြောထားတယ်နှုတ်ကြည့်ပြီးရက်ကဆိုတော့ ခြားမီဒီယာတခုမှာကျတော့ဒီခေတ်သလိုမျိုးပဲဒီစန့်ကျင်ဘက်အတိုက်ခံအချမ်းမီဒီယာမှာကျတော့တေးတဲ့9ရောက်တေးတဲ့လို့ဘာလို့မပေါ်ပြဘူးပြောက်ပါလားတေးလို့မရထားဘူးပြကမှုပြတယ်ဒါပဲဘာလို့ရေးထားလဲเนาะအဲ့တော့တို့တို့လည်းလားဆိုတော့မဟုတ်ဘူးနောက်ထပ်ဒီလိုပြင်းထန်မှာ channel ရတဲ့ media တခုကလည်းဘယ်လိုပြန်ရေးလဲဆိုတော့သူကြတော့တော့ဆက်ကုန်းမှာဖြစ်တယ်ဆက်တိုင်းလောက်မှာဖြစ်တယ်အဲလုံချောက်ဝင်တဲ့အိလက်နက်ကိုင်ဖွဲ့နေပြကမှုဖြစ်တယ်ပေါ့ဗျာเนาะဖြစ်သွားတယ်ပြီးတော့ပုံမှန်တော့ပြန်တော့ပြီးလောက်မှာမကြောက်ဖြစ်သွားတယ်ပေါ့ဖြစ်ရတယ်ပေါ့ဗျာတထိုးကြီးအမြန်လမ်းပြင်စီရဲစခန်းပြင်စီရဲစခန်းအနီးကို media တွေကတထိုးကြီး media ဖွဲ့ဝင်ရောက်ဝင်ပြီးတော့ဒါဝင်ရောက်တိုက်ခိုက်အိလက်နက်တိုက်ခိုက်တာပေါ့เนาะအဲ့လိုဖြစ်တယ်ဆိုတော့ဒါပဲပြောတယ်တိစုံမှုမရှိဘူးကျွန်တော်မျိုးပေါ့เนาะဆိုတော့ကျွန်တော်တို့တိရတာကြတော့ အဲ့လိုမဟုတ်တော့ဘူးလာပြီးတော့ပြစ်ကတ်တဲ့အဖွဲရလဲလာပြစ်သွားတယ်တကယ်လည်းပြစ်တယ်တကယ်လည်းပြစ်သွားတယ်ပြီးတော့ကျွန်တော်တို့ပြရတာကအဲ့မှာကားတွေကိုလောရက်ပြီးတော့စောင့်နေရတယ်ဘာလို့စောင့်နေရလဲဆိုတော့တက်ပွဲပြစ်ခတ်မှုတွေဖြစ်နေလို့ဆိုတော့စောင့်နေတယ်အဲ့မှာ TikTok မှာဗီဒီယိုဖိုင်မှုကရမီရလိမ့်မယ် TikTok ချက်လို့ဆိုယူပါမယ်ဖြစ်တဲ့နေရာကတိရတဲ့လောက်တော့38မိုင်39မိုင်37မိုင်ဆိုအဲ့ဒီနာဆိုတော့ပြောရရင်တော့38မိုင်နာကနေစပြီးတော့ပြစ်လာတဲ့သဘောလားဒါမှမဟုတ်နေ38မိုင်နေဆိုတော့ပြစ်ပြီးတော့ကာမောင်းအကြံဖက်အုပ်စုကာမောင်းလာတဲ့သဘောလားတော့မသိဘူးမေယာနေရာ3ကိုမိနစ်ပါမင်းတရားသိချင်ကိုပေါ့ကိုသွားပြီးစုံစမ်းလင်းမင်းကိုမင်းတရင်တောက်လို့ခံယူထားရင်အခုတော့အိမ်ထဲမှာပုံနေပြီးတော့တော်လေးဘက်ကတင်းနေတဲ့တရင်လိုက်ကြည့်ပြီးပြန်ပြောနေရဘောကဘာလဲကြော်မျိုးမေယာ အဲ့မှာချပြီးတော့ဒါကမောင်းပြီးတော့ဒါဆိုတော့မောင်းသွားပြီးတော့စစ်တပ်ဟိုဟာတွေကိုလွှဲတက်ဖို့ကိုပြစ်ပြေးသွားတယ်သဘောမျိုးလို့ကျွန်တော်ကောက်ချက်ချတယ်။နောက်ကျွန်တော်တို့ကလည်းအဲ့တော့ပြစ်လိုက်တဲ့အတွက်တေဆုံးမှုရှိပါသလားဆိုတော့မိကောနှစ်ပတ်တည်းကကျွန်တော်တို့သိချင်တယ်။အခုချိန်ထိတော့တေဆုံးမှုရှိကြောင်းသတင်းကျွန်တော်တို့အခုချိန်ထိမရဘူး။အဲ့တော့တေဆုံးမှုမရှိဘူးလို့ကျွန်တော်ကောက်ချက်ချဖြစ်တယ်။အဲ့တော့ဒဏ်ရာရရှိတာဆိုတော့ဟိုပြစ်ခတ်မှုမှာဒဏ်ရာရှိနိုင်လားဆိုရှိနိုင်ချင်လို့ရှိတယ်ဗျ။ဒါမဲ့လည်းကြီးမားဖြစ်မှာပုံပေါ်ပါဆိုတော့သူကသူကကားနဲ့ပြီးမောင်းလာပြီးတော့ဩနိုင်ရန်ပြစ်ပြီးပြေးရတယ်။အဲ့တော့သူရက်ပြင်းနေသူတို့ဝိုင်းတွေ့မှာဆိုတော့ကားနဲ့မောင်းလာပြီးတော့ဩပြေးတာမဟုတ်ဘူး။တေးသေးချာချာကောင်မှလက်နှက်ပြင်ဆင်ပြီးတော့တက်ပြစ်တာဟာ။မင်းဗီဒီယိုဖိုင်ရယ်တေးချာချာကြည့်အောင်ကြော်မျိုးမင်းစိတ်သက်ထင်တာလျှောက်ပြောမနေနဲ့။ မဆက်မကနိုင်တော့ရှိတယ်အဲ့တော့ပြစ်ပြီးတော့ပြေးတဲ့သဘောလို့ဖြစ်တယ်အဲ့တော့စစ်ကြောင်းတွေကလည်းနောက်ကရောက်လာပြီးတော့နောက်ကဒီပစ်ခတ်မှုကြားပြီးဆိုတဲ့စစ်ကြောင်းကနောက်ကရောက်လာရောက်လာပြီးတော့တိုက်ပြီးရှင်းလင်းအဲ့ဒီထွက်ပြေးသွားတဲ့နောက်ကိုရှင်းလင်းလိုက်လုပ်တယ်လို့ကျန်ကျန်ကျွန်တော်သိရတယ်ပြောရရင်တော့အမ်နေဆုံးမှုမရှိဘူးကွာနော်အဲ့တော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အစအဦးတွေတော့ထိခိုက်ပျက်စီးရှိကြလားဆိုတော့နည်းနည်းပါချစ်ကတ်ကြီးကနေထိတာပေါ်တာနည်းနည်းရှိမယ်ကားကြီးဖောက်ဝင်တဲ့တန်းရရှိမယ်ကားပေါ်ကြီးကြီးဖောက်ဝင်တဲ့အောင်ချက်တော့ရှိမယ်တဲ့အဲ့တော့ကလွဲပြီးဘာမှမဖြစ်ဘူးဆယ်နှစ်ကြီးခွဲကြောင်းနေပြီးတော့၁၇နှစ်ကြီးခွဲလောက်ကြည့်၁၇နှစ်ကြီးမပြည့်ခင်မှာ၁၇နှစ်ကြီးလောက်ကြီးဖက်ဖြစ်သွားခုနေကောင်းဆိုင်တဲ့ကောင်တွေကနောက်ဘွားရောက်နေမင်းကအခုချိန်ကြီးတယောက်မှမသိဘူးအော်နေတော့မင်းတို့ရေမင်းကြီးကနောက်ဘွားရောက်နေပြီ ဒီ minute by night ဘလောက်ကမှာစလိုက်ဖြစ်သွားတာဖြစ်ပြီးရတယ်တိတ်မကြောက်ဘူးမှာဟိုကားတွေကတော့ပြန်ဖြတ်သွားကြတယ်အဲ့မှာခုနဒီ310နဲ့ရှင်းမိုင်ဒီမှာချမ်းဆိုပေါ့ဗျ310နဲ့ရှင်းမိုင်မရောက်ခင်တမိုင်တမိုင်လောက်အလုံးမှာအဲကျွန်တော်တို့ခီးသွားကားတွေကစောင့်နေရတယ်။အာပြစ်ခတ်တာအဲ့မှာဆိုအဲ့မှာမျိုးသမီးတော်ပြောရတာကြားပါလား။အာပြစ်ခတ်မှုဖြစ်နေလို့လမ်းမှာပြဆုံးဖြစ်နေလို့တောင်းလို့မရဖြစ်နေခုနကပိုင်းလုံခဲ့တဲ့ night party ကဖြစ်သွားတာပါ။ဘာညာနဲ့ဆိုပြီးတော့ကျွန်တော်ပြောကြတယ်ပြတွေ့တယ်။ဆိုတော့ပြီးတော့ပါပြီ။ဆက်တစ်ခွက်လောက်ကျွန်တော်ပြီးတော့ပါပြီဆိုတော့မြင်လေကျွန်တော်တွေ့ရ။ဆိုတော့ပြောရရင်တော့ပြစ်ခတ်မှုကရုတ်တရက်ရှောင်းတစ်ခုဝင်လာပြီးပြစ်ခတ်တယ်လို့ဒီမဲ့တက်ရောက်တယ်။ဘာမှမလုပ်လမ်းမတိုင်တိုင်ပွဲပေါ်လဲဒီရောမဟုတ်ဘူးပေါ့ဗျာနော်ဒီလိုပေါ်တွေ့ရတယ်။ဆိုတော့ဘာဖြစ်လို့နှထိုးကြည့်ပြည်ကအဲ့ဒီအမြန်လမ်းပေါ်တက်တက်လာပြီးတော့ ဒီလိုမျိုးဒီရှောင်းတခဲဝင်ပြီးပြစ်ထားမှုတွေလုံနိုင်နေတယ်လဲဆိုရယ်မေးခေါ်မင်းတို့ကောင်တွေကိုစောက်ကြည့်မဆိုင်လို့ဘောဟာအလင်းလိုက်ကတော့တင်းကိုအချင်းနဲ့တပြင်းကြီးကျွန်တော်မပြောနိုင်ပါဘူးပေါ့နော်အဲရေ၃တိရှိတော့ကတော့ဖြစ်စင်တော့ကတော့ကျွန်တော်အချင်းနဲ့တပြင်းကြီးအတူချုပ်ရုံးနေနောက်ချော်ဆူဦးလို့မြန်မာလေးတစင်ဦးလို့ကိုကျွန်တော်ကပို့ပေးခဲ့ဦးလေအဲ့ဒါနဲ့ကျွန်တော်ရဲ့တင်းပြေးတွေက၁၇နာရီခွဲနဲ့၁၇နာရီကြာပါတော့အဲ့၁၇နာရီ၁၀မိနစ်အတွင်းမှာကျွန်တော်တင်းနေပြေးလာကြတာပေါ့နော်ပြေးလာတော့ထားပါတော့ဒါတော့အခုတော့ကျွန်တော်ပြောချင်တာက၃၁၁၃၁၉၃၂၃၂၁နေရာ၃ခုတစ်ချိန်နဲ့ ပြာနေပေါ့နော်အင်အား20တန်းဝင်းကြီးစီပြစ်ပြီးပြီးမှချောင်းပြစ်လုပ်တယ်အဲလုတာကကျွန်တော်တို့လမ်းပေါ်မှာအမြန်လမ်းပေါ့နော်အမြန်လမ်းပေါ်မှာကင်းစစ်နေတဲ့အမြန်လမ်းရေးမင်းကြီးတို့ရှိနေမယ်ပေါ့နော်အမြန်လမ်းရေးမင်းကြီးရှိနေမယ်ကျွန်တော်နာမည်တော့တက်မပြောပါဘူးပေါ့နော်အမြန်လမ်းမှာဖြဲသီးတော့ရှိနေပြီပေါ့ဖြဲသီးရှိနေပြီဆိုတော့အဲ့ဒီအမြန်လမ်းမှာကရေးမင်းရေးမင်းကြီးတာတကယ်လို့သွားခဲ့ရင်ရေးမင်းတယောက်လေသွားတော့ရေးမင်းရေးဒီကကြော်ဆိုးဘူးလေအမြဲတမ်းသတိပေးပေးနေတာကြော်ဆိုးဘူးခါယူရအောင်မို့လေခေါ်ချိတ်ခံထားတာမလားမင်းကောင်လေးအစည်းလေးသွားတာမဟုတ်ဘူးရေမီးနဲ့ပါဝင် point သွားမယ်ဗျာကင်းစစ်တယ်ဆိုရင်နှစ်စီးသုံးစီးအနည်းဆုံးနှစ်စီးရှိမယ်ဒါပေမဲ့အမြန်လမ်းရေမီးကောက်အပြစ်ခံရတယ် ပြေခံရတယ်အဲ၄၅၆လောက်ကြီးကားမှာကြီးကြီးတာရှိတယ်အလုံးသီးတဲ့အတိုင်းပဲငါတရောမှာဖြစ်သွားခဲ့တဲ့တိုက်ပွဲကတော့တကယ်ကိုပဲအားရပါးရတိုက်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်စစ်ကောင်စီကစစ်ကွေးတွေက10နဲ့ရာနဲ့ခြီးပြီးတော့ညောင်းနယ်ခေါင်းဆိုင်ကုန်တဲ့အနေအထားတစ်ခုပါတယ်တကယ်ကိုအားရစရာကူပါပဲဒါပေမဲ့လည်းတော်လိုင်းကြီးတတိအနေနဲ့မပြည့်စုံတဲ့အနေအထားတစ်ခုကိုပဲပြည့်စုံတဲ့စိတ်ကြက်နဲ့တိုက်ခိုက်သွားကြတာဖြစ်ပါတယ်ဘလူမျိုးတိုက်ခိုက်ကြလဲဆိုတော့ဒီပြည်တွင်းတော့တွေ့ရမှာဖြစ်ပါတယ်အကြီးအသေးမျိုးတွေပြန်လည်မြောက်ပြီးလည်းဖြစ်ပါတယ်ကျွန်တော်လည်းလူကြည့်တော့လို့ရပါတယ်စစ်ကြောင်းကကုန်ပြုတ်တယ်ကိုဟိုဟာ တော့နေတော့ဒီရွာရဲကဘောတော့စံကဲတစည်းကိုယူပြီးတော့ထွက်ပြီးသွားခွေးသုံးកောင်ပေါ့အဲ့သုံးកောင်ပဲလွတ်တယ်ကျန်တဲ့កောင်အကုန်ပြုတ်သူစစ်ကြောင်းမှုလည်းပြုတ်တော့အဲအကုန်ပေါင်း84កောင်ဗျာကျွန်တော်ဒီစစ်ကြောင်းမှုကလိုက်လို့ဒီလောက်ထိဒီကောင်ဘလို့နေထားရည်လဲဆိုတာကျွန်တော်လည်းတူရေခုံကြည့်အောင်အာမင်္ဂလာပါဆရာဟုတ်ဟုတ်ဆရာခင်ဗျာဟုတ်ကဲ့ဆက်ဖြစ်သွားပြီဆရာဟုတ်ကဲ့ဆရာဟုတ်ဟုတ်ဆရာဟုတ်လွတ်ဟွာဟုတ်ကဲ့ပါဆရာဒီတိုက်ပွဲသတင်းကြားကနေရလေအာရနေတာအာရနေရဆိုဟောဆရာတို့စောလိုက်လာပါတော့ ဘယ်ဘလောက်လဲဟုတ်ကဲ့ဆရာ84ရောင်းနော်အဲအကုန်ပေါင်း84ကောင်ဗျကျွန်တော်ဒီစစ်ကြောင်းမှုကအရင်ဆုံးပြုတ်သွားစစ်ကြောင်းပြုတ်တော့ဒီကျန်တဲ့ကောင်တွေကပြည်သူစစ်တွေများတော့ကြောင်ကောင်တွေအကုန်ထွက်ပြီးထွက်ပြီးကျွန်တော်တပ်ကွင်းထဲဝင်လာအကုန်စော်လိုက်ရဟောကြာအဲကျွန်တော်ဒီဘက်ကအဲတပ်ဖွဲ့တွေရဲ့အခြေအနေလေးပါလေးနည်းပါပြောပါအောင်ဆရာလောက်ပါအားရစရာလေးကောင်းရမို့စကြကျွန်တော်ကစစ်ကြောင်းကကျွန်တော်ကနည်းနည်းပြည်သူငဲ့ွက်တာပါဗျာကျွန်တော်ဒီပယ်မာလုံးဒီကောင်းကြီးစစ်ကြောင်းဝင် တာချိန်မှာကျွန်တော်တို့ပြည်သူ့ဘက်ဒီအဲ့ဘက်ချမ်းမှာကျွန်တော်တို့ဒီကန်ရီရှိတော့ကြာအဲ့ဘက်မှာရေခက်နေပြည်သူရှိတော့ကျွန်တော်တို့အစကျွန်တော် RPG အာတုစကြွေးမယ်ဆိုပြီးကျွန်တော်ပလန်ဆွဲထားပါတော့အာတုစသူကအုပ်လိုက်ခြင်းလိုက်ဗျဟိုအဓိကပြည်သူစင်များတော့ကြာဒီသူစစ်ကြောင်းမှုကလည်းကျွန်တော်စည်ရိတ်တိတ်နားတိတ်ကျွမ်းကျင်ဦးတဲ့သူရဲ့သူစစ်ကြောင်းတက်တာကောမှာသူစစ်ကြောင်းဟိုခွဲမတဲ့ကိုအွန်လိုင်းကျင်းလိုက်ပဲဒီဒီအလူလဲသနီးသူကတိုင်းတက်တာအလူသနီးစစ်ကြောင်းကိုအတွဲလိုက်ကြီးတက်တာကဲအွန်လိုင်းကြီးနဲ့တက်လာအဲအကြောင်းကိုမင်းတို့ဘောမပြောင်းကြီးကပြောတာမင်းတို့စစ်ခွေးတွေကိုမင်းတို့တွေရှင်းလောင်းသွားလဲနေရလားဆိုပြီးတော့ အမေတော့အမေကြီးကြွေးမဲ့လို့ကြဒီပြည်သူရဒီအဲ့ဘက်ကပြည်သူကြနည်းနည်းခွေးပါတိတ်ကြောက်တဲ့အထဲမှာတိတ်မှာသူကရေခဲမြက်ခဲကျွန်တော်အမေပြည်သူငဲ့ပြီးတော့ကျွန်တော်တပြည့်နေရာကိုမျှခေါ်လိုက်ဒီမှာအဲ့မျှခေါ်ပြီးကျွန်တော်တပြည့်ကျွန်တော်လူချင်းနဲ့ပြစ်မဲ့ရအောင်မှာပြန်တိုက်တာပေါ့နော်ကျွန်တော်အပန်းပါဆုံးဒီကောင်ကျွန်တော်တိုက်ပွဲ10မိနစ်လောက်ကျွန်တော်သူစစ်ကြောင်းဥကြသွားစစ်ကြောင်းဥကြသွားဒီကောင်ကပြေးပြီးပြရလျှောက်ပြီးလက်နဲ့ဒီကုန်းလွင့်ပြစ်တယ်ပြေးချင်းနဲ့ကောင်ပြေးရခုပြေးဒီလျှောက်အဲ့မှာကျွန်တော်ကနေရာယူထားနေတယ်ပေါ့တကုံတဲဆော်လိုက်တာ စကြောင်းကကုန်ပြုတ်တယ်ကိုဟိုဟာတော့နေတော့ဒီရွာရဲကဘုံတော့စိုင်းကယ်တစည်းကိုယူပြီးတော့ထွက်ပြီးသွားခွေးသုံးកောင်ပေါ့အဲ့သုံးកောင်ပဲလွတ်တယ်ကျန်တဲ့កောင်အကုန်ပြုတ်သူစကြောင်းလေးပြုတ်တယ်ဟုတ်အော်အဲ့လောက်ကိုကျန်းပြစ်သွားတာပေါ့ဟုတ်ကဲ့ဟာဆရာတို့ဘလိုတော့လှုပ်ပြစ်တာလို့ဟုတ်တယ်ဟုတ်တယ်နိုင်တော့ကြာတယ်တိုက်ဝဲကြံနိုင်တော့ကြာတယ်ဟုတ်လားစကြောင်းအပြုတ်ပဲဆရာအကြောင်းဘက်ကဖွဲ့တွေဟိုခဲရန်ဘာညာအချင်းကြီးကြတော့ဘလို့ရှိလဲဆရာဟုတ်ကဲ့ ခဲရန်ကတော့နည်းနည်းလေးလိုအပ်ချက်ရှိသွားတာဗောနော်ခဲရန်လိုအပ်ချက်ရှိကျွန်တော်ကဒီနောက်ထပ်စစ်ကြောင်းတစ်ကြောင်းသူကထပ်ပြီးတက်ကူလာတယ်သူစစ်ကြောင်းကသူတစ်ကြောင်းနဲ့တစ်ကြောင်းကျွန်တော်ကဂျွာသိမ့်မချောက်ပြနောက်သူကစစ်ကြောင်းနှစ်ကြောင်းဝင်လာဝင်လာတော့ကျွန်တော်ဘယ်စစ်ကြောင်းကကျွန်တော်တို့အတွက်အစင်ပြနိုင်လဲဗောနော်ကျွန်တော်အစင်ပြနိုင်လဲစစ်ကြောင်းကိုကျွန်တော်ဖြိုလိုက်ရပါဗောနော်တင်းရကျွန်တော်ထက်ပြီးတော့ရှင်းတော့တကြောင်းမှာထက်ဖြိုလို့ရရတယ်ဗျာဟုတ်ဟုတ်အဲ့တော့တကယ်ကိုပါပဲမပြည့်စုံတဲ့လက်နဲ့နေထားရင်လည်းပြည့်စုံတဲ့စိတ်ချက်နဲ့တိုက်နေတယ်ဆိုတော့ဒီမှာတကယ်ကိုပဲမြေပြင်ကရဲဘော်တွေပြောနေတယ်နေထားပါပဲဟုတ်တယ်ကြည်လိုအပ်ချက်ဗောနော်ကျွန်တော် တော့ကျွန်တော်ကတိုက်တာတိုက်နေတာပြကျွန်တော်ကစက်ပေါင်းဖနက်နေကျွန်တော်ပြောပြောမယ်ကြီကာအိတ်မပဲကကျွန်တော်ကဆွတ်တဲ့တဲ့ကောင်တိုက်တယ်အဲ့လိုဖြစ်လို့တိုက်နေတယ်ဆိုကျွန်တော်ဒီရဲဘော်ကျွန်တော်ကတယောက်ကြသွားပါကျွန်တော်ဒီပကံဘလူးရဲ့ဒီစေးကောင်းဆောင်ပေါ့အဲဒီတော့ကျွန်တော်ဒီပါပါဖြစ်ပြီးတော့တယောက်တယောက်ကြသွားပြအောက်ပါပါတိလားကျွန်တော်လည်းရဲဘော်တယောက်ကစနိုက်ပါတိရဆရာဟုတ်ဩစနိုက်ပါတိသွားဟုတ်စနိုက်ပါတိကကိုဒီရင်မြှင့်ပေါ့နော်ရင်မြှင့်ကိုဒဲတိသွားကျွန်တော်တစ်ပြန်တစ်ဆင်ပြန်ကန်လာတဲ့ဟာ ရင်းညွန့်တိပြတစ်ချက်တည်းနဲ့တန့်ချသွားဆရာတယောက်တော့တက်ပြီးလိုက်ရဆရာဟုတ်ကဲ့အော်ဒါနှပြောကြပါအောင်နော်ဟိုတန်တော့တန်ဦးပေါ့ဆရာဒါပေမဲ့ကျွန်တော်တို့တော်တယ်ကျော်နဲ့တယောက်နဲ့လဲလိုက်တာပေါ့ဟုတ်ကဲ့ဆရာဟုတ်ဟုတ်မှန်ဆိုရင်တော့ဒီတယောက်သာမကြောက်ဘူးမထီဘူးဆိုရင်ကျွန်တော်က share ကိုအောင်ပွဲခံရမယ်အနေထားကြီးဟုတ် တော်ဒီကျွန်တော်တို့ဒီညာဦးပေါ့နော်ပကံညာဦးနေမှာဆင်တော့ကျွန်တော်တို့ဒီစစ်ကောင်စီအများဆုံးတည်ရပွဲပေါ့ဗျဟုတ်ကဲ့ဟောတကယ်ကိုကျွန်တော်တကယ်အားရနေတာတိလာဟိုတိုက်ပွဲတစ်ပွဲမှာဆရာရယ်ဟိုမှန်တမ်းပြောရင်လေဒါဟုတ်ကဲ့ဆယ်ကနန်းလောက်တည်ဖို့ဆိုတာတော်တော်ခက်ခဲတာဆရာတကယ်တိုက်ပွဲအကြီးကြီးပါလေဟုတ်ကဲ့ဟာအဲ့လိုနေထားနေအခု90ကျော်လောက်ဘင်းလိုက်တယ်ဆိုတော့ဆရာတကယ်လက်သက်ပြောင်းလုံးနေဆရာတို့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာကျွန်တော်တို့ဒီအရင်တော့ကလည်းဒီတော်လန်ရဲ့ စာပိုင်းတော့ကျွန်တော်ဒီလုံရောက်ခံနေမှာဆိုကျွန်တော်တို့ဗကံဘလူးနဲ့ကျွန်တော်ဒီမာမိတ်တောင်သားမြင်းညာဖွဲ့ကျွန်တော်ကိုစိုးအောင်တို့ဘာလို့ဆိုတာလေကျွန်တော်နဲ့ရင်းနေရပြဟုတ်လားဟုတ်လားကိုစိုးအောင်တို့ဘာဘူမိုက်ခဲဆိုတာလေကျွန်တော်ဒီဟုတ်လားဟုတ်ကဲ့ပြဟုတ်ဟုတ်ဟုတ်အာဆရာအဲ့ဆိုတပ်ပေါင်းစုတွေပါတယ်ဖွဲ့တော့မှာပေါ့တို့လည်းကိုအဲတို့လည်းကျွန်တော်နဲ့ဒီကိုစည်းစုံတို့အကုန်သိရဟုတ်အာကိုစည်းစုံအကုန်သိတယ်ဟုတ်ဟုတ်ပြ ကိုဒီပြလိုက်ဆောင်းလို့လည်းတည်ရဟုတ်ကဲ့ဟုတ်ကဲ့တို့ရင်တော့လည်းကြီးကြီးတန်းတွင်မှာဆိုရင်တို့ဒီငတယောက်စကန်ပေါ်တော့မြန်မာပြည်လေပိုင်းမှာကျွန်တော်ငတယောက်ရဲစကန်ကိုကျွန်တော်စသိနေတာပေါ့ဟုတ်ငတယောက်စကန်သိနေတယ်တို့ညောက်ကမှာညောက်ဒီပွေးကြီးရဲစကန်ကျွန်တော်အရင်ကလည်းရဲစကန်တွေသိနေတယ်ပဲကျွန်တော်ကဒီညောက်ခံတွင်မှာလည်းမဟုတ်ညောက်ဒီဘဲရင်ဘက်တည်းလည်းကျွန်တော်တက်ကြုံတယ်လီလာတော့ရဲစကန်တွေဝဲလက်ရဲစကန်တွေလည်းကျွန်တော်တက်ကြုံတယ်အဆင်ပြေပြေလို့ကြုံတာညာ အလူအလူညလောဝဒါတပ်ဖွဲ့တွေရဲ့ခံယူချက်တွေစိတ်ဓာတ်တွေဆရာဘလို့ဟိုဖြစ်လဲပြောပြပါအောင်တကယ်ပြည်သူတွေသိအောင်အော်ဒီတိုက်ပွဲကတော့တော်တော်လေးအားရပါတော့ကျွန်တော်တို့ဒီကျွန်တော်တို့လည်းဒီအဲ့လောက်ကြီးတကယ်အမှန်တမ်းပြောရင်ညှော်လဲမထားဘူးဒီခွေးဒီလောက်ကြီးပြောအောင်ဒီထုံနိုင်မတကယ်တမ်းကျွန်တော်တကယ်ကိုညှော်လဲမထားဘူးကျွန်တော်ဒါပေမဲ့ဒီလိုကြီးဖြစ်သွားတော့ဟုတ်ကဲ့ဆက်ရှင်တက်နေမှာမီးပြတ်သွားတယ်နော်အဲမလာကြီးကခဏနာပြတာမလာရကြတာဟုတ်ဟုတ်ကြ အဲ့ဘက်အဲ့ဘက်ဒီခုနခုနလေကျွန်တော်တပ်ဖွဲ့တွေရဲ့ခံယူချက်လေးစိတ်တက်လေးဆရာနည်းပြောပြပေးပါလားအချို့ဆိုရင်ခုနဆရာပြောလို့ပေါ့စွကျဲတော်စွကျဲနေတော်တိုက်တဲ့ဖွဲ့တွေရှိတယ်ဖက်နက်တော်မပါဘူးဆိုတဲ့ဖွဲ့တွေရှိတယ်ပြောပါပြသီလားမပြည့်မစုံဘူးကျွန်တော်တို့ကဖက်နက်လူလူကျွန်တော်ကြက်ပေါင်ဖက်နက်နဲ့စစ်တိုက်လူဘာမှမလူကြီးရှင်းကျွန်တော်ကတိုက်တယ်တိုက်တဲ့နေရာလာရတိုက်တဲ့ချင်ကျွန်တော်အဲ့ကောင်တွေလည်းကျွန်တော်ဒဲစိန်ခေါ်ရဲ့တို့ကယောက်ျားချင်းတိုက်တာဗျသူလည်းယောက်ျားကျွန်တော်လည်းယောက်ျားချင်းတိုက်တာဇားရှင်ဝေဟင်မသုံးနဲ့မြေပြင်အောင်ချင်းပြီးပဲ ကြိုက်တဲ့ချိန်လာခဲ့လို့ရတယ်ဒါတော့မပြည့်စုံဘူးတော့စိန်ခေါ်တာတော့ဟုတ်တယ်အဲ့ဒီကိုကျွန်တော်ပြောကျွန်တော်ပြောစားရှင်မဆိုင်တဲ့ပြည်သူအိမ်ကြီးမီးရှူရဒါမဖြစ်တဲ့ကိစ္စပဲကျွန်တော်ကဘုသူကဝန်ထမ်းအရာလောက်နေဘူးရဲ့កောင်တွေကအိမ်တလုံးကတန်ဖို့သူနားလည်းမမဟုတ်ဘူးလေဟိုသူပြောညာသူအလံပြူထောင်းလို့အလံပြူကိုလေးကြီးကြီးလေးထောင်းပြီးဆင်ပြေကျွန်တော်ကနည်းနည်းသူကလမ်းပြွေးထောင်းတယ်လမ်းပြွေးတော့ကျွန်တော်ကမမြင်ဘူးပြသူကလမ်းပြွေးလက်နဲ့မထောင်းမဲတိုင်လေး 这边呢，南边那个，那边这边那个，那都是皮皮蛇。那问妈咪啊，那块我带我带了两串，那几几条龟子进来。